မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကင်အရစ်မာမိခင်ရဲ့ဖန်ဝရန်ပေါ်တုံ့ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အချင်းချခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်အရစ်ကကိုထိန်လင်းကမိခင်အသက်80မွေးနေ့အချင်းချခံ9နှစ်မြောက်အကျိုးလှူရှာမှုအဖြစ်အမေရိကန်ကိုမလ15ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်။၎င်းကို DVB သတင်းဌာနမှတွေ့ဆုံမိမြန်ခဲ့ရမှာမိခင်ဖြစ်သူကိုအာဂျင်တီးနားတရားရုံးမှာဖန်ဝရန်ထုတ်ပြန်နေသည့်ဖြစ်ခဲ့ရမှုပေါ်အနောက်တိုင်းမီဒီယာတွေမှာအဓိက တာဝန်ရှိရလို့ပြောဆိုခဲ့ပါတယ်။လူတွေကမမီနဲ့ပတ်သက်ရင်လုံးဝမှားယွင်းနေကြတယ်။သူတို့ကမမီကရိုဟင်ဂျာရေးမှစစ်တပ်နဲ့ပေါင်းနေတယ်ဆိုပြီးပုံဖော်နေတာအဲ့ဒီလိုလိမ့်လည်ခဲ့ကြတယ်နိုင်ငံတကာမီဒီယာတွေမှာတာဝန်ရှိတယ်။ ဒီလိုလိမ့်လည်ကင်တာတွေပြန်ရုပ်သိမ်းသွားပြန်တော့လေသူတို့ပြောခဲ့တော့ကလို့အုပ်အော်တောင်းတဲ့ပုံစံမျိုးမဟုတ်ပဲတိတ်တဆိတ်ပဲလှုပ်သွားကြတယ်။ Maryland မှာပြုလုပ်တဲ့အခမ်းအနားမှာ၎င်းရဲ့ခေတ္တအတွက်ဒေါ်လာ1888ဒေါ်အောင်ဆန်းစုကြည်ပကြီကအတွက်ဒေါ်လာ9000သူမရဲ့ပုံပါတဲ့ပြက်ကရင်အတွက်ဒေါ်လာ1900ရရှိသွားပါတယ်။ဒီငွေတွေကိုမြန်မာနိုင်ငံအတွင်းပြည်내သုံးခုရှိစစ်ဘေးရှောင်ဒုက္ခသည်များတောင်းရည်တန်ရရှိရေးစီမံကိန်းတွေအတွက်လှူဒန်းသွားမယ်လို့သိရပါတယ်။စစ်အာဏာသိမ်းဖွယ်ရင်တရားရဂိုင်းနှုံထိန်းချုပ်ထားတဲ့နေမြေဆိုလို့15ရဂိုင်းနှုံသာရှိတော့တဲ့အတွက် ်နိုင်ငံတော်အစားတောက်တောက်သုံးရင်ကျမ်းမာရေးပညာရေးအစားရှိတာတို့မှလင်းဟာနေတဲ့အတွက်ကိုထိန်လင်းကတအားသမျှကုညီပန့်ပိုးပေးဖို့လုံပန်းလာခြင်းဖြစ်ပါတယ်ပြဒနာကမင်းအောင်လိုင်းကနိုင်ငံတော်၎င်းထိန်ချုပ်ထားဟန်နဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်ပြောဆိုနေခြင်းဖြစ်ပါတယ်ထရန်ဆိုရတကမြန်မာနဲ့ပတ်သက်ပြီးနိုင်ငံခြားရေးမူဝါဒချမှတ်လာခြင်းမရှိသေးလို့စောင့်ကြည့်နေကြပြီးဝါရှင်တန်ရဲ့အဆုံးဖြတ်ကြောင်းအခြေအနေများပြောင်းလဲသွားနိုင်ပွဲရှိရလို့ဆိုပါတယ်အခုက၎င်းတို့ရဲ့နာမည်ကျော်စစ်ဌာနချုပ်ကြီးကမိုင်းရင်မြူနီကိုရွှေ့ပြောင်းထားရရ ုံမှမကတရုတ်အားကိုနဲ့ကုမင်းမှပြုလုပ်တဲ့ဆွေးနွေးပွဲမှာလာရှုတမျိုးလုံးကိုပြန်ပေးဖို့တောင်းဆိုလာပါတယ်။ အင်အားအရာမှာအစအစအရာတာလွန်နဲ့စတန်ဒတ်အာမီကြီးကပြန်မတိုင်နိုင်တော့လို့ပါဇက်နေတာခလီဆိုကြီးလိုတောင်းနေတဲ့အဖြစ်ရောက်နေပါတယ်။နေချောင်းမှမြများပင်အာတာနီစေကမှုမြို့ရွာတွေကိုသိမ်းပိုက်ဖို့ကြီးတဲ့အင်အားဖြင့်သာတိုက်ယူနိုင်မယ်ဆိုတဲ့အချက်ကအထင်ရှားတွေ့လာရပါတယ်။၎င်းတို့အဖို့ကနေချောင်းမှတိုက်ခိုက်နိုင်တဲ့ရဲ့အနိုင်ရနေပြီလို့ယူဆနေကြတာဖြစ်ပါတယ်။စစ်နိုင်ထားသူ MND ဘက်မှမြို့ရဲ့အချို့အစိပ်ပိုင်းချို့ကိုသာပြန်ပေးနိုင်မယ်လို့တင်ခံထားပြီးလာရှုကလက်ရှိမှာပုံမှန်လည်းပတ်လည်ရရှိနေပါတယ်။ဒါဟုတ်ကြည့်ခြင်းအပြင်တရုတ်ရဲ့ဖိအားကိုမလွန်ဆန်နိုင် ို့သာ၎င်းတို့နဲ့ပြောဆိုနေရခြင်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းလာရှုမျိုးသူမျိုးသားတွေကိုလေကြောင်းမှတိုက်ခိုက်လာနိုင်တဲ့အန်ဒီရဲ့ရှိနေတယ်လို့သတိပေးလာခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကြောင်းလိုက်အပြုတ်နိုင်တဲ့ PDF ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရာပြည်သူ့ကာကွယ်တပ်မတော် PDF ပါကာဖာရီအနေနဲ့2025ခုနှစ်အတွင်းစစ်ရေးစွမ်းရည်တိတိတသာတိုးမြင့်လာပြီးရန်သူစစ်ကြောင်းတွေအထင်အောင်တိုက်ခိုက်လာပါတယ်။ခုခံတော်လှန်စစ်အစမှမိုင်းဆွဲတိုက်ခိုက်မှုပျောက်ကြားပစ်ခတ်မှုရန်သူစခန်းငယ်တွေသိမ်းပိုက်နိုင်မှုကနေအခုနောက်ဆုံးအင်အားရာချီပါရ ျန်သူစစ်ကြောင်းကိုအထိနာအောင်တိုက်ခိုက်လာပါတယ်။အခုလိုစည်ရင်အောင်ပွဲတွေရရှိလာတာကပြည်သူ့ကာကွယ်တမတော်နေနဲ့လေ့ကျင့်တာပြေဝါလာတာအမိန်ပေးကုကဲမှုကောင်းမွန်လာတာလက်နက်တပ်ဆက်မှုကောင်းမွန်လာတာနဲ့လူထုထောက်ခံမှုရရှိထားတာတွေကြောင့်ဖြစ်ပါတယ်။ရန်သူစစ်ကြောင်းလိုင်းပြုတ်အောင်တိုက်ခိုက်နိုင်မှုတွေကိုကြည့်ရင်ဒေသတခုဥပမာစကိုင်းတိုင်းထပ်ပိုင်းနေရာတခုထဲမှာဖြစ်ပေါ်တယ်။ဒီစားဖြစ်စင်မဟုတ်တော့ပဲမြေပြန့်ဒေသတခုလုံးလွှမ်းခြုံဖြစ်ပေါ်နေတဲ့စည်ရင်ဖြစ်ပေါ်တိုးတက်မှုတွေဖြစ်ပါတယ်။ဒါကဘာလို့ပြလဲဆိုတော့ PDF တွေရဲ့စည်ရင်စွမ်းရင်ကဒေသတည်တည်မှာဟန်ချက်ညီတိုးတက်လာတာကိုပြပါ ပါတယ်။ရှင်းနှစ်တွေမှာရင်းနှီးမြှုပ်နှံကတက်တီဆောင်ရေးကိုစနစ်တကျလှုပ်ဆောင်ခဲ့ခြင်းရဲ့ရလဒ်တွေဖြစ်ပါတယ်။ 2025ခုနှစ်မတ်လ19ရက်နေ့မှာကတာကအင်းတော်ကိုထွက်ခွာလာတဲ့ခမာယာ333ခမာယာ106ခလာယာ6လက်အောက်ခံစုပေါင်းဆက်ပေါင်းအင်အား150ခန်းပါစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကချင်လူမျိုးရေးတပ်မတော်တို့ကတိုက်ခိုက်ပြီးရန်သူ49ဦးခန့်ထိ송ပြီး32ဦးအရှင်ဖမ်းမိခဲ့ပါတယ်ဗိုလ်မှူးနောက်နဲ့ဖူကြီးတောင်းလည်းထိ송ခဲ့ပါတယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကထွက်လာတဲ့တပ်မတရားတင်လောက်ခန့်အင်အား200ခန်းပါစစ်ကြောင်းကိုလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မြင်းချန်ခရိုင်တရင်လေးမြင်းဆောင်တဆင် င်တိုးကြီးမြို့နယ်ပါကဖာမဟာမိတ်ဖွဲ့ရင်းမလကိုရည်နီမှာပူပေါင်းတိုက်ခိုက်ရာရန်သူ25ဦးသေဆုံးပြီးပုံမှုဝင်းလိုင်ဦးပိုးကြီးအောင်ကိုကိုပါဝင်14ဦးဖမ်းမိခဲ့ပါတယ်။လက်နက်မျိုးစုံ44လက်5တပ်သမား56ကြီးအတောင်တောင်2000 9တပ်သမား6ကြီး1045တောင်နဲ့တခြားခရင်တွေလည်းသိမ်းမိခဲ့ပါတယ်။ရန်သူဘက်ကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တဲ့အခါကအခုလိုစစ်ကြောင်းအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ခရိုင်ငတရောင်မြို့နယ်ကွယ်မှာလည်းရန်သူစစ်ကြောင်းကိုမလ14ရက်ကတိုက်ခိုက်ရာ84ဦးသေဆုံးပြီးလက် နက်ခရဲများတင်ပန်ရရှိခဲ့ကစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပါရယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူကာကွယ်တပ်မတော်ညောင်ခရိုင်တိုင်ရင်ကမြင်းချန်ခရိုင်တိုင်ရင်တောင်းညောင်မြို့နယ်ပါကဖာတောင်တာမြို့နယ်ပါကဖာနဲ့ဒေသခံကာကွယ်တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပါစကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချမ်းမှာလည်းရန်သူစစ်ကြောင်းတစ်ခုကိုပြည်သူကာကွယ်တပ်မတော်နဲ့ပူးပေါင်းဖွဲ့တွေကဇန်နဝါရီ9ရက်နေ့မှာတိုက်ခိုက်ရမှာရန်သူတရားခံတီဆုံးပြီးကိုအုပ်ကိုဖမ်းမိခဲ့ပါရယ်2024ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာလည်းစကိုင်းတိုင်းမုံရွာခရိုင်ပူတလင်းမြို့နယ်ကုတော်ရွာရေကင်းစကန်က ဘူးတလင်ကိုပြန်လာတဲ့ဘုံမူကျော်တင်ခမာယ106ဦးဆောင်ခမာယ106 396ခလာယ229နမခတိုင်လက်အောက်ခံပူပေါင်းအင်အား85ဦးပါစစ်ကြောင်းကိုစီပါရွာအနောက်တောင်ဘက်မှာပြည်သူ့ကာကွယ်တပ်မတော် PDN နဲ့ပူပေါင်းတပ်တွေကကြိုတင်နေရယူပြီးစောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ် အဆိုပါတိုက်ပွဲမှာရန်သူ33သေဆုံးပြီးပိုကြီးနှံဦးပါ43ကိုဖမ်းမိခဲ့ပါတယ်။လက်နက်မျိုးစုံ66လက်နဲ့ခရင်ရရှိခဲ့ပါတယ်။အထက်ဖော်ပြပါစစ်ကြောင်းချင်းမုံကြီးဖြစ်စဉ်၅ခုမှတင်ရန်သူဘက်ကသေဆုံးဖမ်းမိအင်အားပြုံတီမှု386အထိရှိပြီးတပ်ရင်း3ခုကျော်ပမာဏရှိပါတယ်။လက်နက်သင်းစင်ရရှိမှုနဲ့ရာချီရှိတဲ့အတွက်ရန်သူလက်နက်ဖြုတ်သိမ်းရေးလှုပ်ဆောင်နိုင်ခဲ့တယ်လို့ကိုတက်လက်နက်တပ်စင်ရင်ကိုလည်းလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ပကဖတပ်ဖွဲ့ရင်းရဲ့စီရင်စွန့်ရင်ထပ်မြက်လာတာကိုစစ်ကြောင်းချင်းမုံကြီးဖြစ်စဉ်တွေကပြသ လည်းရှိပါတယ် ။နောက်ထပ်တစ်ပုဒ်အနေနဲ့မင်းအောင်လိုင်ခန့်အပ်ထားတဲ့စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့တန်တလန်မျိုးရှိနေအိမ်ချမ်းတဲ့မြေအားလုံးကိုပြည်သူပိုင်ဖြင့်ချိတ်ပိတ်သိမ်းဆည်းထားလိုက်တယ်လို့ချင်းပြည်သူကာကွယ်တပ်ကကြေညာတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ဟာခါရှိနေအိမ်ကိုလည်းအခုနှစ်ဖေဖော်ဝါရီလမှာ CDN ဟာခါကချိတ်ပိတ်ခဲ့ပါတယ်။အစံဖက်မင်းအောင်လိုင်ကခန့်အပ်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့တန်တလန်မျိုးရှိနေအိမ်ချမ်းတဲ့မြေအားလုံးကိုပြည်သူပိုင်ဖြင့်ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီးဖြစ်ကြောင်းချင်းပြည်သူကာကွယ်တပ် CDN DT ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ချင်းပြည်နယ်တန်တလန်မျိုးတစ်ခုလုံး ုံကိုမိရှုဖြည့်ဆင်းနေတဲ့အကြံပတ်စစ်တပ်ကိုအားပေးသူပြည်သူလူထုပေါ်ရက်ဆက်ကြံကြုံစွာအကောင့်တွေပေါ်ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်သူအကြံပတ်စစ်တပ်ကဖွဲ့စည်းထားတဲ့စစ်ကောင်စီမှဖွဲ့ဝင်တအုပ်ဖြစ်ပါဝင်ဆောင်ရွက်နေသူဖြစ်တဲ့အတွက်၎င်းပိုင်ဆိုင်တဲ့ထန်တလန်မျိုးရှိအင်ချမ်းကြီးအလုံးကိုတော်လိုင်းကာလာအတွင်းပြည်သူလူထုကိုစား CDF ထန်တလန်ကောင်စီကအပီးတိုင်းတင်ဆက်လိုက်ပြီးလိုအပ်သလုံးဆက်လက်ကင်တွဲသွားမှာဖြစ်ကြောင်းအသည့်တလာမဲ့အစိုးရတည်ထံကိုထပ်မံလွှဲအပ်မှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။တို့တို့အခုနေ့ဖေဖော်ဝါရီလ25ရက်နေ့က လည်းအကြံဖတ်မင်းအွန်လိုင်းခံထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမူထိုင်ရဲ့ဟာခမျိုးနေအိမ်ကိုချင်းတော်လိုင်းတက်တွေကပြည်သူပိုင်းဖြင့်ချိတ်ပိတ်တင်ယူခဲ့ကြောင်းသတင်းထုတ်ပြန်ခင်ရအခုထပ်တလန်မျိုးရှိနေအိမ်သိမ်းပိုက်ခံရမှုမှာဒုတိယချိန်မြောင်နေအိမ်ချိတ်ပိတ်တင်ဆဲခံရမှုဖြစ်ပါတယ်စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမူထန်ကရန်ကုန်မြို့နယ်နေပြည်တော်မှာနေထိုင်လျက်ရှိပြီးချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးဟုံငိုင်းအငိမ့်စားညွန့်ချုပ်ဒေါက်တာပမောင်ရာရူးဘော်အဖွဲ့ဝင်ဟောင်းဦးငွန်မောင်ချင်းပါတီကောင်ဆောင်တက်ဦးဦးနိုထန်ကတူနဲ့တူချင်းပြည်တပ်ပါတီကိုတီထောင်ကစစ်ကောင်စီက ကျင်းပမယ်ရွှေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်လျက်ရှိပါတယ်သူကအရှင်ကလေးကစစ်တပ်ပါတီဖြစ်တဲ့ကြံ့ခိုင်ပါတီမှပါဝင်နေသူဖြစ်တဲ့အပြင်ຫນွေဥတော်လိုင်းကာလာမှာလည်းစစ်တပ်နဲ့တရားရဂိုင်းတို့ပူးပေါင်းသူဖြစ်ပါတယ်ဒါကြောင့်ဒီလိုပိတ်ပင်နာကိုလက်တင်ခံပါတယ်လို့ CNN CNF မှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်ချင်းပြည်နယ်ကျန်းဖို့ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူဒေါက်တာမွန်ထန်ကအကြံဖတ်စစ်အောင်စီရဲ့အဖွဲ့ဝင်အဖြစ်2023ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာမင်းအောင်လိုင်းကခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ် gente, hein?